ယခုချိန်ထိရှိနေဆဲဖြစ်တဲ့လူသားစာကျုံ မင်္ဂလာပါရှင် Knowledge TV မှာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတို့ရဲ့ကဘာပေါ်မှာရှိတဲ့လူသားမျိုးနွယ်စုတော်တော်များများကတိန်ကောပြောက်ွယ်ပြီးတော့မျိုးသုံးသွားကြပြီဆိုပေမဲ့တချို့မျိုးနွယ်စုတွေကတော့လက်ရှိချိန်ထိရှင်သန်နေကြဆဲပါဒီနေ့မှာတော့ယခုချိန်ထိလူတွေကိုတပ်ဖြတ်စားသုံးနေဆဲဖြစ်တဲ့မျိုးနွယ်စုတွေတဲကတခုဖြစ်တဲ့ Norsanti နဲ့ Iceland အကြောင်းကိုပြောပြပေးသွားပါမယ်။ ဒီကျုံးเจ้าကလူသိများပြီမဲ့ဒီကျုံးနဲ့ပတ်သက်ပြီးတော့ခါခါနာနာဘယ်သူမှမသိကြပါဘူး။ဘာလို့လဲဆိုတော့ကျိုးမော်ရောက်တာနဲ့အသက်ခံရမှာကျင်းတည်နေလို့ပါ။နော့ဆန်တီနယ်ကျုံးဟာအိန္ဒိယနိုင်ငံရဲ့အတ္တမန်အန်နီကိုပါကျုံးစုမှာပါဝင်ပြီးတော့ဘင်္ဂလားပင်လယ်အော်မှာတည်ရှိပါတယ်။ဒီကျုံးမမှနေတဲ့ဒီလူသားစာမျိုးနယ်ကိုဆန်တီနယ်လစ်လို့ခေါ်ပြီးတော့ကမ္ဘာပေါ်မှာလုံးဝတည်တတ်နေထိုင်တဲ့နောက်ဆုံးမျိုးနယ်စုတွေကတစုပါ။ခံမှန်းကြီးလူဦးရေ900ရာနေပြီးတော့400ထိရှိမယ်လို့ယူဆကြပြီးတော့ ူတို့ရဲ့ဘာသာစကားရှင်ကျေးမှုနဲ့လူမှုဖွဲ့စည်းပုံကတော့ဘယ်သူမှတိကျမသိရှိကြပါဘူးဒီလူမျိုးတွေကိုပထမအဆုံးတွေ့ရှိတာကဗြိတိရှားတွေဖြစ်ပြီးတော့အရိကရေကဆန်ဒီနယ်လစ်စ်တွေကသူတို့ရဲ့ရန်လုံမှုကိုပြခဲ့ကြတာပါဒီလိုနဲ့အိန္ဒိယအစိုးရကလည်းသူ့နိုင်ငံပိုင်နက်တဲ့အကိစ္စဖြစ်တဲ့အတွက်ဒီကိစ္စကိုတာဝန်ယူဖို့ဆုံးဖြတ်လိုက်ပြီးတော့အေးအေးချမ်းချမ်းညှိနှိုင်းကြမယ်ဆိုပြီးတော့သွားကြပါမိမယ်ဆန်ဒီနယ်လစ်စ်တို့ရဲ့ရန်လုံတဲ့တုံ့ပြန်မှုတွေကြောင့်လက်လျှော့လိုက်ရပါတယ် ။ဒါကြောင့်မလို့အိန္ဒိယအစိုးရက1996ခုနှစ်ကစပြီးတော့ဒီဇွန်ပပတ်လေ9ကီလိုမီတာအကွာစပြီးတော့တွားရောက်ခွင့်ကိုကန့်တတ်လိုက်ပါတယ်။2006ခုနှစ်မှာတော့9ဖန်သမား2ယောက်အဲ့ဒီဇွန်တွားရောက်ပြီးနောက်နေအစိုးရရဟတ်နဲ့ဂျုံးမုံလာစစ်တဲ့အခါမှာ9ဖန်သမား2ယောက်ရဲ့အလောင်းကိုဝလုံးမှာခြိထားပြီးတော့ကန်းဆက်မှာနေလန်းထားတာတွေ့ရပါတယ်။ အရင်နောက်မှာတော့2018ခုနှစ်အမေရိကန်သာသနာပြုပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ဂျွန်အလင်ချာဆိုတဲ့လူကဒီလူမျိုးစုရဲ့ရှင်ကျေးမှုအတွက်သာသနာပြန့်ပွားရေးလုပ်ဖို့စူးစမ်းခဲ့ပါတယ်။သူနာလူတိုင်းဟာဒီကျွန်းအကြောင်းကိုပြောပြပြီးမသွားဖို့တားခဲ့ပေမဲ့သူကအရင်ကျွန်းကိုသွားဖို့ဆုံးဖြတ်ချက်ကခိုင်မာနေခဲ့တာပါ။ကျွန်းကသူ့အတွက်မသေးချာမှန်းလဲသိတဲ့အတွက်ကြောင့်ဒီကျွန်းမအထီးမသွားခင်တည်ရန်စာကိုလည်းချမ်းခဲ့ပါရယ်။ကျွန်းအသက်ခံရမှုကနေဒီကျွန်းအကြောင်းကနာမည်ကြီးသွားပြီးတော့ကဘာကျော်သွားခဲ့ပါရယ်။ ။ Sandinista တို့ကလွန်ခဲ့တဲ့နှစ်6000ခန့်အန်မန်ကျွန်းစုကိုပြောင်းရွှေ့လာတဲ့လူသားမျိုးနွယ်ရဲ့ရှေးကြဆုံးလူမျိုးတွေကတစုဖြစ်နိုင်တယ်လို့ဆိုကြပါရယ်။ဒါပေမဲ့သူတို့ရဲ့တည်တံ့နေထိုင်မှုကြောင့်လီလာခွင့်တော့မရှိကြသေးပါဘူး။ပရိသတ်တို့အနေနဲ့လည်းတွေးစရာရှိမှာပါ။လူသားတွေအတွက်အနေရရှိတဲ့မျိုးနွယ်စုကိုဘာဖြစ်လို့အသက်ရှင်ခွင့်ပေးထားတာလဲ။အစိုးရတခုအတွက်ဒီမကောင်းဆိုးဝါး၄၀၀လောက်ကိုအင်အားသုံးပြီးတော့ဖြည့်ရှင်းနိုင်တာကိုဘာဖြစ်လို့ဒီတိုင်းထားထားတာလဲလို့တွေးမိမှာပါ။ ဒါပေမဲ့အိန္ဒိယအစိုးရရောကုလသမဂ္ဂပါဒီမျိုးနွယ်ရဲ့လူခွင့်ရေးဆိုတာလည်းရှိပြီးတော့ရှားပါမျိုးနွယ်စုမျိုးသုံးသွားမှဆိုတဲ့အကြောင်းမလို့ကျုံကန်တက်ပြီးကျုံမော်တွားရောက်ခွင့်ကိုပဲပိတ်ပင်ကန့်တက်လိုက်ကြပါရယ်။ဒါကြောင့်မလို့ Sentinelis လူမျိုးတွေကအခုချိန်ထိရှိနေကြသေးတာကလူခွင့်ရေးကြောင့်ပဲဖြစ်ပါရယ်။ပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်မြင်ပြီလဲဆိုတာကိုမန်မှပြောပြပေးခဲ့ကြပါအောင်နော်။အစုံနဲ့ကျကျအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်။နောက်ထပ်ဒီမှာပြန်ဆောင်ကြပါမယ်နော်။